မင်္ဂလာပါရှင်အလုတ်ဒီတစ်ခုပြီးတစ်ခု ပေါ်လာလိုက်အမ်အချိန်ဆွဲမိလိုက်နဲ့ကုံထုတ်ဆွမ်းအားကြာနေတယ်လို့ခံစားနေရလားတလားအင်းအဲ့ဒါတော်တော်များများကြုံရတဲ့ပြဿနာပဲဟုတ်ကဲ့ဒီနေ့တော့လေအဲ့ဒီခြေနေကိုကြော်လွားဖို့ Brian Tracy ရဲ့နာမည်ကြီးအတွေ့ခေါ် Eat That Frog ပေါ့အဲ့ဒါနာမည်ကြီးပဲ ဟုတ်တယ်အဲ့ဒါကိုအခြေခံပြီးတော့နားချောင်သူပေးထားတဲ့ကောင်းလို့ချက်တွေကလက်တွေ့ကြပြီးအသုံးပင်မဲ့နီလန်းတွေကိုအတူတူစူးစမ်းကြည့်ကြမယ်လေကောင်းပါတယ်ရည်ရချက်ကတော့စာအုပ်ထဲကချက်တွေကိုဒီတိုင်းစရင်ကောက်ပြတာမျိုးထက်တကယ်ကိုအပြုံလဲထိစင်နိုင်မဲ့အထူးကချက်တွေကိုဆွဲထုတ်ဆွေးနွေးကြဖို့ပါပဲဟုတ်ပါတယ်ဒီ Eat the Frog ဆိုတဲ့အထူးကအတွေ့အခေါ်ကရိုးရှင်ပင်ပဲတကယ်တော့တိတ်အစွမ်းထက်တယ်ဗျဘယ်လိုမျိုးလဲဟင်ဆိုလိုလာကကိုယ့်ရဲ့အကြီးဆုံးအခက်အခဲဆုံးဒါမဲ့အရေးအကြီးဆုံးအလုပ်လေအဲ့ဒါကို ဖားလို့သူကတင်စားထားတာအဲ့ဒီဖားကိုနှစ်ခင်းမှပထမဆုံးကင်တွယ်ဖြည့်ရှင်းဖို့ပဲอืมအခက်ဆုံးကိုအရင်လုတ်ပြလိုက်တာပေါ့မှန်ပါတယ်အဲ့လိုလုတ်ချင်းရဲ့စိတ်ပိုင်းဆိုင်ရာအကျိုးတရားမှုက တော်တော်ကြီးတယ်အခက်ဆုံးကအရင်လုတ်လိုက်တဲ့အခါတနေ့ကုန်စိတ်ကပေါ်ပန်းသွားပြီးအချိန်ရသွားစေတယ်လေဒါဒါမဲ့ကိုမအဲ့လိုအရေးကြီးရဲ့ဖားကတကောင်မကပဲနှစ်ကောင်သုံးကောင်လောက်ရှိနေရောဘယ်လိုလုပ်မလဲအမ်ကောင်းတယ်မေကုန်းမယ်စာရေးသူကအကြံပေးထားတာကလည်း ဖားနှကောင်ရှိရင်အယုတ်အဆိုးဆုံးအခက်ခဲဆုံးကိုအရင်စပါတယ်။အိုးအဆိုးဆုံးကိုအရင်ပေါ့။ဟုတ်တယ်။နောက်တစ်ချက်ကအဲ့ဒီဖားကိုအကြာကြီးစိုက်ကြည့်မနေနဲ့တဲ့။ဆိုလိုတာကများများစဉ်းစားမနေပဲချက်ချင်းစလုပ်လိုက်ဖို့ပဲ။အချိန်ဆွဲမနေနဲ့ပေါ့။အတိကျပဲ။အဲမဲ့ဘေဟာကကိုဖားလေဆိုတာတီးဖို့ပြီးတော့အလုတ်စဖို့အာအခြေခံအဆန့်တီတော့လိုသေးနေပေါ့။ဟုတ်ကဲ့အဲ့ဒါကရှင်းလင်းပြတ်သားမှုနဲ့ကြိုတင်ပြင်ဆင်ခြင်းအပိုင်းကိုရောက်သွားပြီထင်တယ် ူတော်များများကဘာလို့ဝမ်းမန်းတေးချမသိတာနေပဲအချင်းဆွဲနေတဲ့ကြတာမျိုးလေတီးကြပါလေအခန်းသစ်မှာဆို စားပွဲပြင်ဆင်မှာလို့ပြောထားတယ်ပထမဆုံးကဘာကိုအောင်မြင်ခြင်းလဲဆိုတာရှင်းရှင်းလင်းလင်းသိပြီးတော့ရေးချထားဖို့လိုတယ်ရီမန်ချစ်တွေကိုစာရွက်ပေါ်ချရေးလိုက်တာကဥနော်ကိုအဲ့ဒီပေါ်အာယုံစိုက်စီပြီး commitment ပေါ့နော် click away ပြုတ်လိုက်တယ်လို့ဖြစ်သွားတယ်အေးရေးချလိုက်ခြင်းရဲ့အစွမ်းပါဟုတ်တယ်အဲ့ဒီမှာအဆင့်ခုနှစ်ဆင့်တူပြောထားတယ် ဘာလို့ချင်းလဲဆုံးဖြတ်ရေးချ deadline တက်မှ လုံးစရာတွေစီရင်လို့အဲ့စီရင်ကိုဦးစားပေးစီစဉ်ချက်ချင်းလို့နေတိုင်းလို့ဆိုပြီးတော့လေရှင်းလေးမို့ကအချိန်ဆွဲတာကိုကြော်လွားဖို့ပထမဆုံးခြေလမ်းပဲပေါ့ဖေးချတာပေါ့ပြီးတော့အခန်းထဲမှာပါတဲ့နေ့ရက်တိုင်းကိုကြိုတင်စီစဉ်ဖို့အရေးကြီးတယ်စာရွက်ပေါ်မှာစဉ်းစားတာ1090စီမင်းဆိုတာရှိသေးတယ်1090 rule အဲ့ဒါကဘယ်လိုလဲစီစဉ်မှုမှာ7မိနစ်သုံးလိုက်တာက အလုတ်လုတ်ချင်းရဲ့ကိုသိရကိုင်းတော့ကိုတတ်တာစင်းနေတယ်ဆိုတဲ့သဘောပဲအမြဲတမ်းစင်းတစ်ခုနဲ့အလုတ်လုတ်ဖို့သူကတိုက်တွန်းထားတယ်ဟုတ်ပါတယ်အဲ့ဒါလေးရေးကြည့်တယ်အလုတ်စဖို့လိုအပ်တာတဲ့သူဒီ information တွေအကောင်စင်ပင်းရှိနေစဖို့ဝင်းမလဲတော့ဘူးလေအဟားအတာတွေနေသွားတာပေါ့ဟုတ်ပါပြီအားကစားရုံသွားကိုအိတ်ကိုညားကလေးကပြင်ထားသလိုမျိုးမို့နော်အတားစီးတစ်ခုယော့သွားတာအဲ့ဒါလိုအဲ့ဒါလို Davis season ထားပြီးမြအလုတ်တွေအများကြီးတဲ့က ဘေးဟာကိုအရင်လုံးရမလဲဆိုတာလဲခေါင်းစားเสียရပဲဒီအဲ့ဒီမှာ Pareto principle လူတိများတာတော့80 20စီမြင့်ပေါ့အခန်း3မှာပါလာအဲ့ဒါကအသွုံးဝင်လာပြီ80 20ကြားဘူးတယ်လုတ်ဆောင်ချက်20ရာခိုင်နှုန်းကရလက်80ရာခိုင်နှုန်းကိုပေးတယ်ဆိုတာလားဟုတ်ပါတယ်အဲ့ဒါပဲကိုယ့်ရဲ့လုတ်ဆောင်ချက်အနည်းဆို20ရာခိုင်နှုန်းလောက်ကကိုယ့်လိုချင်တဲ့ရလက်ရဲ့80ရာခိုင်နှုန်းကိုပေးတယ်ဆိုတဲ့သဘောတရားပေါ့အရေးကြီးတာကအဲ့ဒီရလက်ကောင်းနေပေးတဲ့အနည်းဆို သူကတော့ vital fuel လို့သုံးထားတယ်အဲ့ဒါကိုခွဲခြားသိပြီးအာယုံဆိုင်ဖို့ပဲอืมယလတ်နေတဲ့အများစု trivial money ပေါ့အဲ့လာတွေနဲ့အချင်းမကုန်ဖို့ပဲကိုယ့်ရဲ့ pass ဆိုတာအများအားဖြင့်အဲ့ဒီအရေးပါတဲ့20ရာကအလုတ်ဖြစ်ဖို့များတယ်အဲ့ဒီ vital fuel ကိုသိပြီးဆိုရင်တောင်ဘယ်တစ်ခုကိုအရင်ဆက်လို့မလဲခွဲဖို့လိုသေးတယ်နော်မှန်ပါတယ်အဲ့ဒီအတွက်ရော ABCDE နီလာခင်း6ကကုညီနိုင်မဲထင်တယ် အဲ့ဒါလေးနည်းနည်းရှင်းပြပေးပါလားသိကြပါတယ် ABCD ဆိုလာကဥစားပိတ်ခွဲတဲ့တော်တော်လက်တွေ့ကြတဲ့နီးစင်းတဲ့ပါ A ကမဖြစ်မနေလုပ်ရမယ့်အလုပ်တွေကိုယ့်ရဲ့ရေးကြီးဆုံးဖားတွေပေါ့ B ကလုတ်တဲ့တဲ့အလုပ်တွေ C ကလုတ်ရရင်ကောင်းပေမဲ့မလုတ်လဲရေးမကြီးတဲ့အလုပ်တွေอืม A B C D နဲ့ E ကတော့ D က delegate လုပ်လို့ရတာမင်းကြီးဒုစရလကံ support ရတဲ့ကံ E ကတော့ eliminate လုံးဝဖယ်ရှားဖြစ်တဲ့အလုပ်တွေပေါ့အရေးမကြီးတာတွေရှင်းသွားပြီအဘောပဲဒါကအရေးကြီးတယ်ပြီးတော့ A တွေထဲမှာမှ A1 A2 A3 ဆိုပြီးထက်ခွဲပြီး A1 ကိုရင်ဆုံးလို့ရမယ်ဒီနေရာမှာကိုကိုကို discipline ပေါ့နော်စီကံရှိဖို့တိတ်အရေးကြီးပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကိုရဲ့အရေးကြီးဆုံးအလုပ်တွေအဲ့ဒီ A1 နေဒါမှမဟုတ်အရေးပါတဲ့20ရာခိုင်နှုန်းကိုတိပြီး အဲ့ဒါတွေကိုအာယုံဆိုင်ပြီးထိထိရရဘယ်လိုကောင်းထဲဖို့မလဲအဲ့ဒီအကွက်နီလန်းတစ်ခုကိုပေါင်းစစ်ကြည့်လို့ရတယ်တခုကအဓိကရလတ်နယ်ပဲ key result areas kra ဘောအခန်းခုနှစ်မှာပါတယ်နောက်ကခုက၃ခုနေရာမှာ law of 3အခန်းရှင်မှာပါတယ် key result area ဆိုတာကကိုယ့်လုပ်ရဲ့အဓိကတာဝန်တွေကိုပြောတာလားဟုတ်တယ်ကိုယ့်လုပ်မှာအောင်မြင်ဖို့အတွက်မဖြစ်မနေလုပ်အောင်မယ်အဓိကတာဝန်၅ခုခုနှစ်ခု kra ကိုတတ်မှတ်ပါ ဥပမာအယောင်သမားဆိုရင် ဖောက်တေတင့်ရှာဝေခြင်းအယောင်ပိတ်နိုင်ခြင်းဖောက်တေထိန်တင့်ခြင်းမျိုးပေါ့อืมပြီးတော့ law of 3ရတော့ law of 3ကတော့ကိုယ့်ရဲ့တန်ဖိုးအရှိဆုံး90%ကိုပံ့ပိုးပေးနေတဲ့အဓိကအလုပ်၃ခုကိုဖော်ထုတ်ပြီးအဲ့ဒါတွေကိုအဓိကထားလှုပ်ဆောင်ဖို့ပဲအလုပ်တိုင်းကတန်ဖိုးတူတာမဟုတ်ဘူးလေအဲ့ဒီအရေးကြီးဆုံး၃ခုကိုတီးပြီးအာယုံဆိုင်နိုင်ရင်အများကြီးထိရောက်တယ် ါဒါက work life balance အတွက်လည်းရေးပါမိထင်းတယ်။အလို့မအရေးအသွေးရှိတဲ့အချိန်သုံးပြီးအိမ်တွက်အချိန်ပိုရနိုင်တဲ့မျိုးပေါ့။တေချာလားပေါ့။အရေးကြီးတာတွေပြီးရင်ကြံတာတွေကအလိုလိုပေါ်ပါသွားရော။ဟုတ်ပြီ။အဲ့ဒီအဓိကအလုပ်တွေကိုလုပ်မယ်တော့မှာအာယုံပြန့်လွင့်တာတွေအလုပ်တွေကြာညက်လာတာတွေကိုကောဘယ်လိုခြင်တွေတင်လဲ။အဲဒါကတော့နောက်ထပ်အရေးကြီးတဲ့အချက်ပဲ။အခန်း27မှာပြောထားတဲ့ single handling ပေါ့။တကြိမ်လင်းအလုပ်တစ်ခုတွေကိုခြင်တွေချင်း multitasking မလုပ်ရဘူးပေါ့။ တက်နိုင်သလောက်ရှောင်ရမယ်အလုတ်တစ်ခုကိုစပြီဆိုရင်အယုံမပြောင်းပဲတရားပတ်ဆံပြီးတဲ့အထိလှုပ်ဆောင်ဖို့ပါ အလုတ်တွေခုန်ကူးလှုပ်တာက အလုတ်များတယ်လို့ထင်ရပေမဲ့တကယ်တည်းမှာဦးနှောက်က contact switching လုပ်ရလို့အချင်းကုန်ပြီးထိရောက်မှုကြားစေတယ်ဟုတ်ကဲ့အာယုံဆိုင်မှုကအဓိကပဲနော်အတိအကျပဲဒီလိုအာယုံဆိုင်မှုကိုထိန်းထိန်းဖို့ကအခန်း20မှာပါတဲ့ အရေးတတိလှုပ်ဆောင်လို့စိတ် sense of urgency ရှိဖို့လိုအပ်တယ်။အခုလှုပ်လိုက်ပါ။ Do it now ဆိုတဲ့စိတ်တက်မျိုးပေါ့။အင်းအလေးချက်လှုပ်ယူရမှာပေါ့။ဟုတ်တယ်။အလုပ်တွေပေါ်မြန်မြန်စမြန်မြန်ပြီးအောင်လုပ်တဲ့အလေးချက်မွေးမြူရမှာပါမယ်။ Momentum လို့ခေါ်တဲ့အချိန်ရလာရင်ဆက်လှုပ်ဖို့ပိုလွယ်သွားတယ်။ဒီတော့ခြုံပြိုးရရင်အချိန်ဆွဲတာကိုကြော်လွားပြီးကုန်းထုတ်ဆွမ်းအားမြင့်တင်ဖို့က ကိုယ့်ရဲ့အရေးကြီးဆုံးဖားကိုအရင်ဆုံးသိအောင်လုပ်ဟုတ်တယ်အဲ့ဒါကိုဂိုက်တွေဟုတ်ချူတင်စီစဉ်ပြင်ဆင်အင်းပြီးတော့ AD20 နဲ့ ABCD လိုနီးလန်းတွေတုံးပြီး ဖေဟာကတကယ်အရေးကြီးလဲဆိုတာဦးစားပေးမှန်ပါတယ်ပြီးရင်အဲ့ဒီ A1 လို့ကိုအာယုံဆိုင်ပြီးချက်ချင်းအကောက်အထည်ဖော်ဖို့ပါပဲအဓိကအချက်တွေကဒါတွေပါပဲဒါဒီအားလုံးကတင်ယူလို့ရတဲ့လေ့ကျင့်ယူရတဲ့ကျွမ်းကျင်မှုတွေအလင့်အကျင့်တွေဆိုတာကိုလည်းတတိပြုသင့်တယ်နော်ဟုတ်ပါတယ် ဒါပေမဲ့လေနောက်ဆုံးစဉ်းစားစရာအချက်တခုတင်ပြချင်သေးတယ်ဟုတ်ကဲ့ပြောပါရှင်ဒီနီလန်းလေးအလုံးရဲ့အကျိုးကျေးဇူးကိုသိနေတဲ့နဲ့တောင်းလူရင်ကောင်းမှန်းသိနေတဲ့နဲ့တောင်းပို့လူတယောက်ကိုဓာတ်ဒီကိုတဆိုင်မှတ်မှတ်လှောက်ဆောင်ခြင်းခဏတားဆီးနေတဲ့တကယ်အတွင်းပိုင်းအတားစီအရင်ခန့်အကြောင်းတရားကဘာဖြစ်နိုင်မလဲအိုးစိတ်ဝင်စားဖို့ကောင်းတယ်ဒါကပြင်းရည်တာတဲ့ပုံနဲ့နဲ့တဲ့ကိုယ်လည်းပြန်ဆန်းစစ်မှအပြေတွေ့နိုင်မယ်မိဟုန်တစ်ခုဖြစ်နိုင်ပါလေဗျာ self sabotage လားကြောက်စိတ်လား ဒါမှမဟုတ်တခြားပါများဖြစ်နိုင်အောင်မလဲပေါ့အင်းတကယ်စဉ်းစားစရာအချက်ပါပဲဒီနေ့ဆွေးနွေးခဲ့တဲ့နီလန်တွေကအလက်တွေကြားတယ်လို့ဒီနောက်ဆုံးမေဟွန်ကလည်းကိုကိုကိုပြန်တုံးတက်ဖို့အများကြီးအထောက်အကူပြုမယ်ထင်ပါတယ်ဟုတ်ကဲ့အတုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်ဒီနေ့လောက်ဒီလောက်နဲ့ပဲနီကုန်းချုပ်လိုက်ပါမယ်